ပါကျွန်တော်တို့ Fitness on the FOE ကတော့ season 2ကတော့အခုကျွန်တော်တို့လာမဲ့28ရက်နေ့ April နေ့ပေါ့နော်အော်ည7နာရီအချိန်မှာ MRT4 မှာကျွန်တော်တို့ season 2စပြီးတော့ first episode လာမှာပေါ့နော်ဒီ season 2မှာတော့ကျွန်တော်က main host အနေနဲ့ပါသွားမှာဖြစ်ပါတယ်ကျွန်တော်ကတော့ဒီ season 1တော့ကတော့ကျွန်တော်ကအာ winner pick winner လည်းဖြစ်ခဲ့တယ်ပေါ့နော်ဒါပေမဲ့ season 2ရောက်တဲ့အချိန်မှာ ကိုကဟိုဒီဘက်ကဒီ FOE team ဘက်ကလူတွေနဲ့အတိုင်းမြင်ကြည့်လိုက်တဲ့ခါကျတော့ထူးဆန်းလေးဖြစ်သွားအောင်လို့ကိုမူကနေမှတစ်ဆင့်ကျွန်တော်လက်လွဲယူပြီးတော့ main host အနေနဲ့ပါဝင်ပြသွားမှာဖြစ်တယ်။ဟိုပါပေါ့ကျွန်တော်ရဲ့ပုံစံအတိုင်းပဲသူတို့ကဒီ FOE team ဘက်ကသွားစီချင်တာပေါ့နော်။ဟိုလိုကျွန်တော်အစီအစဉ်တင်ဆက်တဲ့ပုံစံမျိုးလိုမဟုတ်ဘဲနဲ့ဂျမ်းပဲဘလို့လက်လက်နဲ့သွားတဲ့ပုံစံမျိုးလေးကိုသွားစီချင်တဲ့ခါကျတော့အဲ့လိုပုံစံမျိုးလေးပဲသွားထားပါတယ်။ gain ကလည်းကျွန်တော်တို့ကဒီအဲခက်ခဲတဲ့ challenge တွေရောစိတ်ဝင်စားဖို့ကောင်းတာတွေရော emotional ပါတဲ့အပိုင်းတွေရောအများကြီးပါတဲ့ကြောင့်မို့တကယ်ကိုကြည့်လို့ကောင်းတဲ့ အာဒီအစီအစဉ်ဖြစ်မှာပါဟုတ်ကဲ့ပါကျွန်တော်တို့ fitness on the FOE ကတော့ season 2ကတော့အခုကျွန်တော်တို့လာမဲ့28ရက်နေ့ April နေ့ပေါ့နော်အာည7နာရီအချိန်မှာ MRT4 မှာကျွန်တော်တို့ season 2စပြီးတော့ first episode လာမှာပေါ့နော်ဒီ season 2မှာတော့ကျွန်တော်က main host အနေနဲ့ပါသွားမှာဖြစ်ပါတယ်ကျွန်တော်ကတော့ဒီ season 1တော့ကတော့ကျွန်တော်ကအာ winner pick winner လည်းဖြစ်ခဲ့တယ်ပေါ့နော်ဒါပေမဲ့ season 2ရောက်တဲ့အချိန်မှာ ကွာဟိုဒီဘက်ကဒီ FOE တင်းဘက်ကလူတွေနဲ့အတိုင်းမင်းကြည့်လိုက်တဲ့ခါကျတော့ထူးဆန်းလေးဖြစ်သွားအောင်လို့ကိုမိုးကနေမှတစ်စင်ကျွန်တော်လက်လွဲယူပြီးတော့ main host အနေနဲ့ပါဝင်လို့တော်ပါခင်ဗျာဟိုပါပေါ့ကျွန်တော်ရဲ့ပုံစံအတိုင်းပဲသူတို့ကဒီ FOE တင်းဘက်ကသွားစီချင်တာပေါ့နော်ဘလို့ကျွန်တော်အစီအစဉ်တင်ဆက်တဲ့ပုံစံမျိုးလို့မဟုတ်ဘဲနဲ့ဂျမ်းပဲဘလို့လက်လက်နဲ့သွားတဲ့ပုံစံမျိုးလေးကိုသွားစီချင်တဲ့ခါကျတော့အဲ့လိုပုံစံမျိုးလေးပဲသွားထားပါတယ်ဂိမ်းကလည်းကျွန်တော်တို့ကဒီအဲခက်ခဲတဲ့ challenge တွေရောစိတ်ဝင်စားဖို့ကောင်းတာတွေရော emotional ပါတဲ့အပိုင်းတွေရောအများကြီးပါတဲ့တော်မျိုးတကယ်ကိုကြည့်လို့ကောင်းတဲ့ အာဒီအစီအစဉ်ဖြစ်မှာဘလို့လုံးစေခြင်းလဲဆိုလို့ရှိရင်တော့ဒီမှာတော့နှစ်ပိုင်းရှိတာပေါ့နော်ကျွန်တော်တို့ကဒီ season 1မှာတော့ရှိတဲ့ gain တွေအားလုံးကို season 2မှာပြန်ပြန်ရမယ်လို့ထင်ထင်နေတယ်ဆိုလို့ဆိုရင်အဲ့ဒါမဟုတ်ပါဘူး is a part of the game show ba ဒီ game show ရဲ့အစီအစဉ်အပိုင်းတစ်ခုလေးတော့ပဲကျွန်တော်တို့က season 1ရဲ့ဟာပြပါမှာ season 2မှာကျတော့အစ်စ်တွေကြီးပဲအာကျွန်တော်တို့အဟောင်းပါမယ်ဆိုရင်တော့ maybe 2 3 that's all ဒါတလောက်ပဲကျန်တဲ့ maybe 6 7 game လောက်ကအစ်စ်တွေဖြစ်မှာအစ်စ်တွေဆိုတော့ သူတို့ကိုယ်တိုင်တော့မှသူတို့တွေဟိုမထင်မလားပဲနဲ့အစ်စ်တွေဖြစ်နေတဲ့ဟာမျိုးတွေရှိတာပေါ့နော်ကျွန်တော်တို့လည်း host လုပ်နေတဲ့အာဘလိုတွေဖြစ်သွားမလဲဆိုတဲ့ဟာမျိုးတွေရေကုန်စိတ်တို့ရှားမိတယ်ပြီးတော့ဒီနောက်ဆုံးကျွန်တော်ကြိုက်တာကတော့ကြော်ပြောတဲ့ live တော်တော်ဖြစ်နေတာပေါ့နော်ဒီ connection တွေအားလုံးကတကယ့်ကိုကျွန်တော်တို့ဒီ episode ကျွန်တော်တို့ဒီ season 1မှာတော့ဆိုလို့ရှိရင်ကျွန်တော်အမှုပညာရှင်တွေနဲ့အာဒီ influencer တွေအိပဲခေါ်ရတာဟုတ် ဒီအခု season 2မှာကြတော့ကျွန်တော်တို့က F4 team back ကနေရွေးချယ်လာတာ၈ယောက်ပဲပါတယ်အဲ၈ယောက်ကကျွန်တော်တို့ဒီ celebrity တွေပါတယ်တခြား influencer တွေပါတယ်ဒါပေမဲ့နောက်ထပ်၁၀ယောက်ကကြတော့ကျွန်တော်တို့လူအယောက်ပေါင်း maybe 900 800 audition တွေကနေမှ10ယောက်ရွေးချယ်လာတာဆိုတော့တကယ်ကိုတို့တွေကဒီ audition မှာကလေးကကျွန်တော်နဲ့1နဲ့2နဲ့မတူတာရောပေါ့နော်2မှာကြတော့ audition ပါလာတယ်။ audition မှာကလေးကလူတွေအများကြီးနဲ့တကယ်ကို အဲကျွန်တော်သူတို့ချင်းတကယ်မြန်မာနိုင်ငံမှာကျန်းနေရဆိုရဲဘဲတွေအများကြီးပါတယ်ဒါပေမဲ့ audition မှာပြုတ်သွားတာတွေအများကြီးပဲဆိုတော့ဒီ audition နဲ့တက်လာပြီးတော့နောက်ထပ် gain တွေမှာလည်းလွယ်လားဆိုမလွယ်ဘူးဆိုတော့တကယ်ကိုစိတ်တူရှာမှုကောင်းတယ် might သူသူသူပေါင်းတော့ကျွန်တော်တို့ပြိုင်ပွဲဝင်16ရောက်နေပဲသွားမှာဒါပေမဲ့ပြိုင်ပွဲဝင်တွေကအာတဖြည်းဖြည်းအမတ် system နဲ့သွားတာဖြစ်တဲ့ကြောင့်မလို့ကျွန်တော်တို့တောင်းရတယ် season 1တော့ဆိုလို့ရှိရင်ကွန်နက်တာ16ရောက်လုံးကအပီးထိပါတယ် final ထိပါတယ်ဒီမှာဘယ်သူတွေကပါသွားမလဲဘယ်သူတွေကပြုတ်သွားမလဲဆိုတော့ မသိသေးဘူးပေါ့နော်ဒီတဲ့ဒီထဲမှာလည်းပိုပြီးစိတ်ဝင်စားဖို့ကောင်းတာကကျွန်တော်နိုင်ငံကျော်အမှုပညာရှင်တွေမင်းသားတွေလည်းပါတယ်မင်းသမီးတွေလည်းပါတယ်အစိုးရတွေလည်းပါတယ်ဒီလူတွေကထိမမထားလောက်ကိုတကယ်ကိုအကျုံးတဲ့လူတွေပါတယ်၁၀ရောက်နဲ့၁၀ရောက်နဲ့ပြဿနာကလည်းမသိဘူးไอ้เสยอกก็จะออดิชั่นเนี่ยตัดลาเลยဒီဘက်ရှေ့ရောက်ကကျွန်တော်တို့ FOE team ဘက်ကနေရွေးချယ်ထားတယ်။ไอ้เสยอกအတွက်ကကြတော့သူတို့အတွက်ကကျွန်တော်တို့က chance တစ်ခုနေနဲ့သူတို့ကိုယ်ဝေးမဲ့လူတွေပါတယ်။ကျွန်တော်ဒီ game ထဲမှာကြည့်လို့ရှိရင်အဖြစ်ဖြစ်တည်လာတယ်။ ဒါပေမဲ့ဒီဘက်ကရှေ့ရောက်တော့က celebrity တွေကဘယ်သူမှကိုညီပေးပဲလို့ရှိတယ်။အဲဆိုတော့ကျွန်တော်ပဲစဉ်းစားလိုက်တော့ဟောပို့ပြီးတော့ကိုညီပေးမယ်ပေါ့။အဲဒါတော့နောက်ဝယ်ရပြတော့ဘယ်သူမှဆောက်မပြောကြဘူး။အာတကယ်တမ်းပြောမယ်ဆိုလို့ရှိရင်ဟောဟိုပါပေါ့နော်ကျွန်တော်တို့ကလည်းဒီလိုမျိုးတွေဆိုတာကိုတက်နိုင်တဲ့ပတ်ချမ်းနေပြီးတော့သွားတာပါ။တကယ်တမ်းကသူတို့မြင်တာဒီဥစ္စာလေးပဲမြင်တာပါ။တကယ်တမ်းကျွန်တော်ကမန်လေးမှာကျွန်တော်17ရက်ကြော်ကြော်လောက်ကြာပါတယ်။အခုမှကျွန်တော်ပြန်လာတာပါနော်။ ျွန်တော်မန်လေးတစ်ခုတည်းမဟုတ်မန်လေးစကိုင်းပျော်ပွဲအင်းဝသွားတယ်အဲအင်းဝမှာဆိုလို့ရှိရင်တော်ထိကြိုက်တယ်အဲဇေဒီပထိုးပေါင်းဆိုရှင်ကိုက60ဆူရှိတာ600ကျော်လောက်ပျက်စီးသွားတဲ့အခါကျတော့အရန်ကိုကျွန်တော်တို့ဒီကိုတန်ဖိုးထားရတဲ့မွေးနေ့တအားလုံးဆုံးရှုံးသွားတာပေါ့နော်ဒါပေမဲ့ဓာရီကိုပြင်နေပြုတ်ပြင်တဲ့အခါမှာလည်းလွတ်လွတ်စပယ်ခုနကကိုလွတ်လို့မရဘူးလက်ဆိုင်ရာကျွမ်းကျင်ရာအဖွဲ့တွေနဲ့ကျွန်တော်တို့အခုပြန်တိုင်ပင်ပြီးတော့ကိုယ့်ဘက်ကနေလက်လန်းမီအောင်လှုပ်လှုပ်ဆောင်နေတာပါเนาะ။ဟိုဆိုင်အိတ်ထန်းတဲ့ကိစ္စကတော့ဆိုင်အိတ်ထန်းတာလေးကကျွန်တော်တို့ကဗျာဟို အဝေးထမ်းတဲ့ဗီဒီယိုလည်းကျွန်တော်မှာရှိပါတယ်ဒါပေမဲ့ကျွန်တော်လည်းပြန်ပြီးတော့ခြေပဇင်တဲ့စိတ်တည်းမရှိပါဘူးအာဒါကျွန်တော်လည်းတင်တာလည်းမဟုတ်သူများတင်တာတဲ့ဗီဒီယိုဆိုတော့လေဒါဇိုင်းလည်းထားလိုက်ပါတယ်ပြီးကျွန်တော်တို့ကအဓိကတော့ကောင်းတာပဲဖြစ်ဖြစ်ဆိုးတာပဲဖြစ်ပြောတာတွေကိုကျွန်တော်တို့ကခံနိုင်ပါတယ်ဒါပေမဲ့အဲ့ဒီပြောနေတဲ့လူကိုယ်တိုင်ကလည်းကောင်းတာတွေလုပ်ဖို့တော့လိုအပ်ပါတယ်ကိုကသူများလုပ်နေတဲ့ဟာကောင်းတဲ့အရာပေါ်မှာဖြစ်ဆိုးတဲ့အရာပေါ်မှာဖြစ်တုံ့ပြန်တာဝေဖန်တာဝေဖန်လို့ရတယ်တင်ကိုယ်တိုင်ကဘလောက်ကောင်းတာတွေလုပ်ထားတာလဲတင်ကိုယ်တိုင်တစ်ခါကျစဉ်းစားစဉ်းကျင်သုံးသပ်ဖို့လိုတယ် ိုကိုတိုင်ကောင်းမှုတွေအများကြီးမလုပ်ထားဘဲနဲ့သူများကောင်းမှုပြုတုနေတဲ့အရာတခုကိုဝေဖန်တယ်ဆိုလို့ရှိရင်တော့ effort တော့လည်းရှိရအောင်เนาะ effort ရှိရဆိုထားဖို့ပေါ့ကျွန်တော်တို့ကတက်ခတ်မှာပေါ့လက်ဆိုင်ရလူတွေကကျွန်တော်တို့ကတော့ဘာလို့လဲခုနကကျွန်တော်ပြောရဲပေါ့เนาะအဓိကတော့ပျော်ပွဲကိုလည်းတွားကြည့်တယ်ပျော်ပွဲမှာလည်းပဲလိုအပ်တဲ့အစိတ်ပိုင်းတွေကိုကျွန်တော်တို့တတ်နိုင်တဲ့အားအနေပြီးကုညီပေးဖို့အတွက်ကိုစီစဉ်နေပါတယ်ပြီးတော့အခုကတော့ ဟွာပေါ့နော်အင်းဝဘက်မှာလည်းကျွန်တော်သွားကြည့်ထားတာရှိတယ်အဓိကတော့ဒီတမိုင်းဝင်အဆောက်ဦးတွေဇေဒီတွေအမျိုးမျိုးတွေဖြစ်တဲ့အကြောင်းမလို့ကျွန်တော်တို့ဘက်ကလုံနိုင်တဲ့ဟာလေးတခုကိုတော့အခုအကောင်းဆုံးလုပ်မှာပေါ့နော်ဒါကလည်းကိုတယောက်တည်းအားနေတယ်မရဘူးပေါ့နော်တခြားနေရာတွေမှာစကိုင်းတို့ဘာလို့မှဆိုလို့ရှိရင်တော့အခုလက်လန်းမီတဲ့နေရာလေးတွေမှာသွားပြီးတော့လုပ်ပေးဖို့လည်းရှိပါတယ်ပေါ့